အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်ဖတ်ပြပေးတော့မှာကတော့ဆရာမောင်မောင်လှပြင့်ဘာသာပြန်ထားတဲ့နေစိမ့်လိုက်ကြတာဆိုတဲ့ဝတ္ထုတိုလေးနဲ့ဆရာမမမြင့်ခံရဲ့ခွန်အားဆိုတဲ့ဝတ္ထုတိုလေးနှစ်ပုဒ်ပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာ င်လိုက်ကြတာအညိုယောင်ကလအုံမွေးကိုညှဝှက်ထားသည့်ဆွာကြဲကြဲပုဂ္ဂိုလ်မှာပုံမှန်မဟုတ်အတော်ကလေးမူနေသည် သူသည်တတ်တတ်ရရဝှက်ထားသောဖလက်ပန်းလူမျိုးလူငယ်ကိုမြင်လိုက်သည့်တွင်တန်း၍မဲတော်သည် ခမ်းမဆောင်အတွင်းမှထွက်သွားရန် လူဖြူများကြား၌ရော်ရော်နှောနှောမနေရန်နှင်ထုတ်တော်သည် သူတို့အားလုံးအောက်ကလန်ဘတ်တို့ကူရန်ကရော့ဒမော့ကိုစောင့်နေကြခြင်းဖြစ်လေသည်သူ့အနေထားတာပုံမှန်အတိုင်းဆိုလျှင် ယခုလိုပြုံမှုခြင်းမှမည်သောမြောက်မထူဆန်တို့ရတွင် သူကအယံမူးနေသည် ထို့ကြောင့်ကျန်လူများအတွက်စိတ်အနှောင့်အယှက်ဖြစ်ရသည်သူတို့မှာဖိလစ်ပိုင်လူငယ်အပေါ်ကယူနာတိုက်ကြတော်လဲညီသူတို့တယောက်ကမျှဝင်ရောက်ဆက်ပတ်ခြင်းမပြုတနာစရာလူငယ်ခမမျက်စိတငယ်ရှိနေရှာသည်လူငယ်သည်လူအထက်တွင်ဥပါဒတို့ရက်နေခြင်းဖြစ်သည် အမှုရမကတို့ကိုအတင်းတွင်းရင်မင်းကိုထွက်သွားလို့ငါပြောနေတယ်လေအခုထွက်သွားစမ်း ငါပြင်းတဲ့မှာနှစ်နှစ်လုံးလုံးတိုက်ပွဲဝင်လာခဲ့တဲ့အကောင် ပြီးတော့အမေရိကန်လူမျိုးအစ်စ်မင်းလူအကောင်မျိုးကအခုလိုလူဖြူတွေကြားတဲ့ဝင်ရက်နေတာငါမမြင်ဘူးလူငယ်ကလူအုပ်အချာခတ်တွတ်တိုးဝင်ကအမှုဓမ္မကိုရှောင်သည်ဘာတခွန်းအမြပြန်မပြောပဲအလွန်တိမ်မွေ့စွာ အတန်နိုင်ဆုံးကိုကိုရွရွလူအုပ်အတွင်လှည့်ပတ်ရှောင်နေသည်အမှုဓမ္မကလည်းနောက်ကထက်ကြလိုက်သည်အလဲလဲအပြူပြူဖြင့်တစ်ခေါက်ကလိုက်ရင်ဒေါရပူကြည့်လာသည်ပဇက်မှလည်း ကြမ်းတမ်းရိုင်းပြသည့်စကားလုံးများထွက်လာသည်ဒီဆန်ဖရန်စစ္စကိုမြို့မှာကောင်းပေညွတ်မေဆိုတဲ့ဝယ်စားဆိုမင်းတို့ခါပါမှာကြည်ပဲလှုပ်တဲ့အလုတ်ကသူများစားပြီးလားပကံစေးတဲ့အလုတ်မင်းတို့မှာဒီလိုဝယ်ကောင်းစားလာဖို့အခွင့်အရေးမရှိဘူးသူကမရတန်းဆက်၍ဆဲဆိုချိန်ပေါင်းနေသည်အချို့စကားလုံးများမှာရုံရင်းချမ်းတမ်းလုံးဖြင့်အမျိုးသမီးများမှာနာမကြားတရားဆောင်နေကြသည်ဂိတ်တကမာကြီးပွင့်တော်တော်အခါ လူငယ်ကလူအုပ်အတွင်းမှာအတင်းတိုးထွက်ကာတင်မောဘော်တို့အရင်ဆုံးရောက်အောင်တတ်သည် သူသည်ထောင်းတရောင်းတို့ပြေးဝင်ပြီးခဏထိုင်သည်အမှုရမကတင်မော၏ဟိုဘက်ချမ်းတွင်ရှိနေသည်သူ၏ဆဲဆိုချိန်မောင်းနှံများကိုကြားနေရသည်လူငယ်သည်ပုန်းခိုစရာနေရာကိုဝိဝိုင်ရှာပြီးအိမ်နာခန်းများစီသို့ခတ်တတော်ထွက်သွားသည်လွတ်နေသောအိမ်နာခန်းတစ်ခုအတွင်းတို့ဝင်ကတကားကိုမင်းတို့ချတာလိုက်သည် အမှုသမားကလည်းအိမ်နာခမ်းများစီသို့လိုက်လာသည်ဒိုနီယာ၌တွေ့သည့်မြလူအလုံးကိုမလွတ်တမ်းမိသည်ခမ်းများတို့ဖိလစ်ပိုင်လူငယ်တယောက်ကိုမြင်လိုက်ကြဦးလားကျုပ်ကအမေရိကန်လူမျိုးအစ်စ်ပြီးတော့ကမ္ဘာစစ်ကြီးအတွင်းမှာဒဏ်ရာနှခါတော်ရခဲ့တာအိမ်သာခမ်းတွင် သူကပို၍လွတ်လပ်စွာစိတ်ရှိလက်ရှိဆဲတော်သည်အမျိုးသမီးများရှိ၌တခါဘူးမြမတုံးဆွဲခဲ့သည့်စကလုံးများကိုပင်တုံးသည်သူသည် လူရှိနေတော်ခမ်းများအား တကရွက်အထက်လွတ်နေတော့နေရာမှာငုံကြည့်ပြီးရှာသည်စိတ်မရှိနဲ့နော်သူ့အထင်နဲ့လွဲထွားတော့အခန်းများကို တောင်းပန်သည်နောက်ဆုံး၌လူငယ်ကိုတွေ့ထွားတော့အခါ၌အပြင်တို့ထွက်လာရန်ဆဲဆိုချိန်မှတော့သည်မင်းငါလက်ကမလွတ်နိုင်ပါဘူးသူကပြောသည်ဒီနေရာကလူဖြူတာအသုံးပြုရတဲ့နေရာမင်းနဲ့ဘာမှမဆိုင်ဘူးအခုထွက်လာခဲ့မထွက်ရင်တကားကိုရိုက်ချိုးလိုက်မယ်ခမရထွက်သွားပါ လူငယ်ကပြောသည် အမှုဓမ္မကတကားကိုတဝုံဝုံထူ၏မင်းထွက်မလာပဲမနေနိုင်ပါဘူးသူကပြောသည်အဲ့ဒီအချိန်ထိငါစောင့်နေမှာခမရထွက်သွားပါလူငယ်ကပြန်ပြောသည်ခမရကကျွန်တော်ဘာမှလည်းလုပ်ခဲ့တာလည်းမဟုတ်ပဲနဲ့လူငယ်သည်အိနာကန်းရှိလူများကဘားဆောင်များအီမလျော်ကန်တီအပြုတ်မှုကိုမဟန်တားကြပါလေအမှုဓမ္မကိုဝိုင်းဝန်းဖြောင်းပြပြီးတခြားခေါ်မတော်ကြပါလေဟုတွေးမိသည် နောက်မှ အနီအနားတွင်သူတို့နှစ်ယောက်ကလွဲ့၍အချားမြည်သူများမရှိတော့ကြောင်းသတိပြုမိသည် ခမရထွက်သွားပါ သူကထပ်ပြောသည်အမူရမကဆဲဆူချိန်မောင်းကတကားကိုတဝုံဝုံထု၍တုံ့ပြန်သည်တကား၏နောက်တွင်ရက်နေသည့်လူငယ်သည်နာချီးမှုမှဒေါရသို့ပြောင်းလာသည်သူ့တကိုယ်လုံးတဆက်ဆက်တုံလာ၏အမူရမကိုကြောက်ရွံ့မဟုတ်ပဲရင်တွင်းမှတလဲလဲတက်လာတော့ဒေါရကြောင့်ဖြစ်သည် သူသည်အင်ဂျီအိတ်အတွင်းမှမောင်းကြတာကို ထုတ်ပြီးအသွားကိုဆွဲဖွင့်သည်လက်တွင်း၌ကြက်ကြက်ပအောင်ဆုပ်ထားရာလက်သေးများပင်လက်ဘဝအတွင်းတို့ဆူးနစ်ဝင်နေတော့သည်ခမရလွတ်ရကိုထွက်သွားပါ ကျွန်တော်မှဓမြောင်ချောင်းပါလာတယ်ကျွန်တော်ဘာမှပြဿနာဖြစ်ရှင်အမှုရမက သူ့စကားများကိုသာထပ်ပြောသည်သူသည်အမေရိကန်လူမျိုးစစ်စစ်တယောက်ပြင်းသစ်၌24လတိုက်ပွဲဝင်ခဲ့သည်ခြေထောက်တွင်တစ်ချိန် ပေါင်တင်တစ်ချိန်နှစ်ချိန်တန်းရာရခဲ့သည်သူအနေဖြင့်ဘလို့နည်းနဲ့မျှရှောင်ထွက်သွားလိုက်မည်မဟုတ်ဓမြောင်တလက်ကင်ထားသည့်ဘိုက်ပူပူအသားအဝါနှင့်ဖိလစ်ပိုင်လူငယ်လေးကိုနည်းနည်းမျှမကြောက်ထွက်သားလာခဲ့စမ်းမှာသူကအမေရိကန်လူမျိုးဆက်ဆက်တရာကျွန်တော်ခမောက်တတ်မိလိုက်မယ်လူငယ်ကပြောသည်ကျွန်တော်ဘ루မှမတက်ချင်ဘူးခမရရမူးနေတယ်အေးအေးဆေးဆေးထွက်သွားစမ်းပါထို့နောက သူကအလေးနက်ထိုက်ပြောသည်ဂျေဆုပြုတ်ပြီးဘာပြဿနာမှမရှာပါနဲ့သူသည်သင်္ဘောဆန်နိုးတံတဖုံးဖုံးကိုကြားလိုက်ရသည်သူဒေါ်ရကလည်းစက်တန်နဲ့အတူအချိန်မြင့်လာသည်သူသည်အเจ้าမဲ့အစော်ကားခံရသည့်အဖြစ်ကိုတနုံနုံခံစားနေရ၏ပထမအမော်တော်ပြေးခဲ့ရသည် နောက်ဂျောင်းထဲတွင်ဝင်ပုံးရသည်အခုတော့သူတွင်လွံ့မြောက်လို့တော့ဆန္ဒတစ်ခုကလွဲ့၍ဘာမှမရှိလွံ့မြောက်ဖို့အတွက်ဆိုလင် တက်ရဖြစ်ရမှာကိုပင်ဝင်မလေးတော့သူသည် တကားကိုရှုတ်ရက်ပြုံးမနေဆွဲဖွင့်လိုက်သည်လက်ထဲ၌ဓားကိုမြင်းမြဲဆုပ်လျက်တပတ်လူဟန်မတားနိုင်အောင်တချိန်ထိုးပြေးထွက်သည်တို့ရတွင်အမှုဓမ္မကသူ့အပေါ်အင်ဂျီလက်မောင်းတစ်ဖက်ကိုလှမ်းဆွဲမိသွားသည် အင်ဂျီလက်မောင်းတစ်ခုလုံးဆုပ်သွားကလူငယ်၏ကိုမှတပတ်ပြန်လည်လာသည် ထိုအခါလူငယ်ကအမှုဓမ္မ၏နံကြားသို့ဓားဖြင့်တအားထိုးထွင်းလိုက်သည်ဓားရွားက နံရိုးများအားတွားထစ်သည်ကိုလက်ထဲတွင်သိလိုက်သည် အမှုဓမ္မသည်တန်ကုံအော်ပြီး လူငယ်၏လယ်ပင်ကိုလမ်းနှစ်ဖက်ဖြင့်ညှက်သည် လူငယ်ကလက်ဝဲဓမ္မတစ်ယောက်တွဲလက်သည်ပေးသလို အမှုဓမ္မ၏နံရားသို့ဆက်ခါဆက်ခါထိုးသည်နောက်ဆုံးအမှုဓမ္မ၏လက်များပြေလျော့ပြီးကျမ်းမော်သို့လဲကျသွားသောအခါလူငယ်သည်အခန်းအတွင်းမှပြေးထွက်လာသည် သူ့လက်အတွင်း၌မောင်းချတာကိုစုပ်ထားစေ ဒါတော့မှတွေးများတစ်ဆက်ဆက်ကြလျက်သူ့အုပ်ထုံးမှာခေါင်းပေါက်တွေမရှိတော့သပင်းများကဖျို့ဖျဲဖွာချဲနေကြသည်အင်ကြီးလမောင်းကဖိုဒီဖက်တီတွဲကြနေသည် လူတိုင်းပင်သူပါလောက်ခဲ့တူကိုသိနေကြသည်တို့ရတွင်တရားအောင်များမလို့လူငယ်သည်တဏျာတို့ထောက်ခွာရန်ချံပြင်တမောဥပိုင်းတို့ပြေးသွားသည် ထို့နောက်ဒေါန်တရောင်းတို့ပြန်ပြေးလာပြန်သည်ဤအတွင်မြည်သူကမျှစကားတခွမဟာရကြ သူကျွလွန်ကိုက်တီးပြမှုကိုအားလုံးသိနေကြသည်တကယ်တော့သူ့အတွက်ပြေးစရာနေရာလုံးဝမရှိပါဘူးထို့ကြောင့်တင်းမောအရာရှိမှရောက်မလာခင်မှာပင်သူ့ဘာသာတို့ရက်လိုက်သည်ထို့နောက်ခီးတဲ့အားလုံးဘက်သို့လှည့်လိုက်ပြီးကျွန်တော်တို့ဘလို့မှအန္တရာယ်ပြုချင်မှာဘူးခမရတို့သူ့ဘာဖြစ်လို့မသားကြရလဲလူတယောက်ကိုတရိတ်ဆန်တကောင်တော့လိုက်တယ်လို့လိုက်ပြီးရန်ရှာတဲ့အလို့ဟာ မှန်တယ်လို့များယူဆထားရသလားသူမူးနေတယ်ဆိုတာခမားတို့အားလုံးသိပါတယ်ကျွန်တော်သူ့ကိုလုံးဝအန္တရာယ်ပြုစင်ပါဘူးဒါပေမဲ့သူကကျွန်တော်ကိုရန်ရှာနေတယ်ကျွန်တော်အင်ဂျီကိုပြက်စီးအောင်လုပ်တယ်ပြီးတော့ကျွန်တော်လယ်ဘင်းကိုညှပ်ဖို့စ조사တယ်ကျွန်တော်သူ့ကိုပြောခဲ့ပါတယ်ခမားကျွန်တော်ကိုရန်ရှာမယ်ဆိုရင်ကျွန်တော်တတ်မိလိမ့်မယ်လို့အခုလိုဖြစ်ရတဲ့ကိစ္စမှာကျွန်တော်အပြစ်လုံးဝမရှိဘူး ကျွန်တော်ကအုတ်ကလန်မှာရှိနေတယ်ကျွန်တော်ညီစီတွားနေတာ။ तू ကအတော်နေမကောင်းဖြစ်နေတယ်။ညီတယောက်နေလားညာလားဖြစ်နေချင်းမှာကျွန်တော်ကအခုလိုပြဿနာမျိုးဖန်နေချင်ပါမလား။ခမရတို့သူ့ကိုဘာကြောင့်မတားခဲ့ကြရလဲ။မောင်မောင်လှမြင့်အာမေးနီးယားလူမျိုးစာရေးဆရာဝီလျံဆရနာဤဒါဖီလီပီနိုအန် တက်ထရန်ခါကိုပြန်ဆိုပါသည်။ နောက်တစ်ပုဒ်အနေနဲ့ဆရာမမမြင့်ခန်ရဲ့ခွန်အားဆိုတဲ့ဝတ္ထုတော်လေးကိုဆက်လက်ဖပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဆက်လက်နားဆင်ပေးကြပါအောင်ခင်ဗျာခွန်အားအတော်ကြီးအဲ့ဒါဘာငါပြောသေးလဲရင်နန်းသာပို့လားဒေါ်ရင်ကြီးကငါပြောပင်ကိုမော့ချစ်သည်မသိဘူးဆန်းဆန်းရဲ့ငါပြောသည့်တရားငငယ်လေးရှိသည်ရာဒီအချိန်ကြီးလို့ဘာဒီမှမသိနိုင်အဲ့ဒီအခိုင်ဆိုဘယ်နှပြီးလောက်ထွက်မလဲမသိဘူးနော် ဆယ်ပြီးလောက်ထမှာပေါ့ဟွန်းဆယ်ပြီးငါပြောပင်ကပင်ပင်ငဲလေအလောက်အထိဘယ်နိုင်မလဲမောင်ငါစားနေတော့ခင်မမကပြောလေသည်ဒေါ်ရင်ကြီးကတော့ဆန်းဆန်းစကားကိုအေးတီကိုပြန်မပြေနိုင်ပွက်ကြလာတော့ထမင်းအိုးမအဖုံးကိုကမန်ကရန်ဆွဲဖွင့်နေသည်ဒေါ်ကြီးဒေါ်ကြီးတမီလာမသိဘူးလားနေတယ်အိမ်ရှိမှနီတို့အော်ရန်ချတွင် ထမင်းအိုးဖွင့်နေတော့ဒေါ်ရင်ကြီးလက်သည်တုံငနေဖြစ်သွားသည် ဒုက္ခပဲဘာဖြစ်ပြန်ပြီလဲမသိဘူးမျက်နှာပြက်ဆင်းသွားရမှထုံးစံအတိုင်းဒုက္ခပဲဟုတော့သကလုံးကဥဆုံးထွက်လာသည်မှန်သည်ဒလို့ပဲသူညည်းရမည်သူဒါရမီများသည် လာတိုင်းလာတိုင်းဒုက္ခများကိုတဲဆောင်လာတတ်ဒီမဟုတ်လားဆန်းဆန်းရေထမင်းကိုခဏကြည့်ထားလိုက်နော်ထမင်းကိုပြန်ဖြောင်းဝက်ကာအိမ်ရှိသူကမန်ကရန်ထွက်သွားသည်ခင်မမကတော့သူပြန်ဝင်အလားမြည်သူတော်အမင်္ဂလာစကားချရမည်ကို ကြို၍ကြားရောင်ကြည့်မိလေသည်ဆရာမကြီးပြဿနာတက်လာပြန်ပြီမတက်မတာထိုင်ချလိုက်တော့ဒေါ်ရင်ကြီးကိုကြည့်ကမတက်မတာပင်ပြုံးလိုက်မိသည်အတော်ကြီးတမီကလေးတယောက်ထပ်မွေးလို့မေးလို့ပြန်ပြီလားထွေးမလာတာဆရာကျမသာစပင်းတစ်စီးကို တိုင်မိလို့တဲ့စပင်းရှင်ကရောရေးတောင်းတာပေးနိုင်လို့တဲ့စိတ်ညစ်ပါတယ်ဆရာမရဲ့သူစိတ်ညစ်တိထက် ကိုစိတ်ပြက်တိကပို့သွားသည်သူ့ဒုက္ခသည် ကို့တို့ကဖြစ်လာဒီမှာများလာချိပြီပေးရမှာဘလောက်တယ်လဲ200သူတို့စီမှာတပြားမှမရှိဘူးလားတော်ကြီးတွေ့ကဝင်မဲသည်အစိတ်ပဲရှိတယ်ပြောတယ်ကျမဆုတာဒါ95ကျက်ရှိတယ်အဲ့ဒါစကားဆုံးအောင်နားမထောင်တော့ခင်မမထလာခဲ့ရသည်အလိုက်တည်းပင်ငွေ80ယူပေးလိုက်သည်ဒီမှာတော်ကြီးအတော်ကြီးတားသမီးတွေက မလုံလုံလိုက် ကို့အမေအိုကြီးအိုမကြီးကိုလှုပ်ကြွေးပြုစုရမယ်အစားဒီအသက်ရွယ်နဲ့သူများအိမ်မှာလှုပ်လှုပ်နေရတာကိုလာလာညှင်းဆဲနေကြတာမပေးနဲ့နောက်တစ်ခါဆိုမပေးနဲ့သူ့ချွေးမပြန်တော့အခါခင်မမညမဆန်းဆန်းကဂယုနာတော်တော်နဲ့ချိန်မောင်းသည်မပေးရှင်လဲပေးရမှာပဲဆန်းဆန်းရဲ့သူတို့မှမမရှိပဲတော်ကြီးကတောင်းတန်းပေးနေရဦးလာလာတောင်းနေမှာပေါ့အချင်းကြီးကိုဖြစ်လို့သူတို့ဘာသာသူတို့လည်းရုံးကန်ရှောက်ပေးပါစီလားကိုနဲ့ဘာမှမဆိုင်မဲ့ ကြွေကဝင်ပြောမိသည်ဒါရမီနဲ့မိဘကြည်ပြူ၍ပေးနေသည်ပဲသို့သောမိမိမျက်စိရှိတွင်ပေးရခံရသည်ကိုချိန်ဖန်များစွာတွေ့ကြရပြီဖြစ်ဖြစ်အတော်ကြီးကိုတနာစိတ်ကတားမနိုင်စေမရတော်ရင်ကြည်သည်ဘာမျှပြန်မပြောဈေးမှခုတ်ပေးလိုက်သောငရံကိုအကြီးစင်အောင်တုတ်တင်စေချောင်းနေသည်အဲ့ဒီတော့အတော်ကြီးဘာလုပ်ချင်လဲကျမဘကိုးကိုလိုက်သွားချင်တဲ့ဆရာမလမ်းကြီးနည်းနည်းပေးလိုက်ပါ ။ဦးခေါင်းကိုငိုရှိုးလျက်မှကျိတ်မိတ်စွန့်စားပြောလိုက်တော့ဒေါ်ရင်ကြီးကိုအကြည့်ခါခင်မမတပြင်းချသည်။ဒေါ်ရင်ကြီးဒါဘတ်ကာမောင်သည်တလောကစပိန်တိုင်းမှုဖြစ်၍ငွေရော်ရသည်။ယခုသူ့အိမ်မှဘာမပြောညာမပြောပြောက်သွားတဲ့မိမကိုလည်းဘာမှပြောမတော်။အိမ်ရှိလူတယောက်များအချိုးအချောင်မသိ။အတော်ကြီးကတခြားစီနေတာ။ခမီးခမတ်ကတမင်းနဲ့တမန်နဲ့အတူနေတာ။အဲ့ဒီခမီးခမတ်ကရောဒီအတွက်ဘာမှမလုပ်လား။ ွားပါစေလို့ပြောတဲ့။စောစောကလာတာအတော်ကြီးချွေမှမဟုတ်ပါဘူး။ဒီအကြောင်းလာပြောတာဘလို့လဲ။ချွေမကဒီတကဘာဖြစ်လို့မလာရလဲ။ချွေမကသူ့အဖေမေကိုကြောက်ရတယ်ဆရာမ။ဒီကောင်နဲ့ပတ်သက်ပြီးဘာမှမလုပ်ရဘူးဆိုလို့တဲ့။ MLA ဖြစ်ရလေတော်ကြီးရဲ့။အဖေမေကိုကြောက်လို့ကိုယ်လင်းပျောက်သွားတာကိုဒီအတိုင်းထိုင်ကြည့်နေကြပဲလား။အဲ့ဒါဘ누구မှကြောက်လို့မဟုတ်ဘူးရှင်။ကိုကိုနဲ့ကသူ့လင်းကိုမရှာချင်လို့ပေါ့။ခမီးခမတ်ကလည်းတော်တော်များများမလုပ် မရကုန်တဲ့ကတော့အေးဆန်နေတာဒေါ်ကြီးကဘာကိစ္စနဲ့ကြားရလိုက်ရှာချင်နေရလဲထုံးစံအတိုင်းကျွေကမနေနံမထန်နံဝင်ပြောင်းပြီးပြန်သည်ညီလေးတွေကိုတနာလိုပါဆရာမရဲ့နေပေါင်းဘကိုးကိုလိုက်သွားမယ်ဆိုတော့ဘကိုးမှာရှိမယ်ဆိုတာသိကြလို့လားခင်မမဝင်မရသည်တီတော့မတီကြပါဘူးသူအဲ့ဒီကိုတွားတတ်တယ်ပြောလို့အော်ဒေါ်ကြီးရဲ့ဘကိုးဆိုတာတီကြကုန်းကနေတောင်းမယူ နံပါတ်1ကစီးသွားတယ်လို့လွယ်တယ်လို့ထင်လို့လားအကြာကြီးတွားအောင်မယ်လမ်းခီမှာကားတွေဘာတွေပြန်ရင်ဒုက္ခကိုကအိုကြီးအိုမနဲ့တယောက်တည်းတွားရမှာပြန်လာမှာဟိုမှာမတွေ့တော့ကိုပဲစိတ်ဆင်းရအောင်မယ်နောက်ထပ်ဘယ်နှတွားရှာမလဲကျမလမ်းစီပေးလိုက်ရတာကဘာမှအကြောင်းမဟုတ်ဘူးအတော်ကြီးပင်မမှာဒုက္ခရောက်မှာမလို့ပြောနေတာတော်ရင်ကြီးဘာမှမပြောတော့သူ့အခန်းထဲတော့ဒါဝင်သွားသည်ခင်မမနဲ့ကြွေတရားမျက်နာတရားကြီးက တပ်ပြင်းကိုချမိပြန်သည်အခန်းထဲမှပြန်ထွက်လာတော့ဒေါ်ရင်ကြီးကိုနှစ်ယောက်သားအငေးသားကြည့်မိကြသည်ဘာမှမပြောနိုင်ဒေါ်ရင်ကြီးသည်ပကိုးတွားရန်ပြန်စစ်ပြီးဖြစ်နေချေပြီခင်မမဘာမှမတန်နိုင်ပတ်စံရေးဖွင့်က အစိတ်တန်တစ်ချက်ထုတ်ပေးလျက်သည်အော်ဒုက္ခဒုက္ခမမပေးထားရတာဘလို့ရှိနေပြီလဲအတော်ကြီးအရေးမျက်စိအောင်မှပျောက်သွားမှကြွေမေးရသည် 300ရှိပြီ သူ့လာကနဲ့နှိမ်မလို့ပြောတာပဲဘလောက်မြန်မာနှိမ်လို့ရမှာလဲမမတလားမှာ80ရတာခင်မမဘာညပြန်မပြောနိုင်ကြွေပြောတယ်လို့ဘလောက်နှိမ်လို့ရမြေကိုဒါစဉ်းစားနေသည်မမဒီနေ့ဆယ်ရက်ခွဲစီရောက်တော့တွေ့ခဲ့တယ်ဒီလားတီရှပ်လက်ရှိစတော်ဘယ်ရီရောင်လေးမျက်နှာတို့ပွားတာနုနုလေးအရမ်းလာပါပဲစမ်းတငယ်ချင်းနဲ့ဆင်တူဝဲချင်းလို့ဝဲရမလားယင်ဒေါ်ယင်ကြီးပြဿနာနဲ့အတွေးတွေရှုပ်ဆဲ ညမကတစကန်းထလာပြန်ပြီနင့်ကိုဟိုလာကပဲမွေးနေ့အတွက်80ဝတ်တရားဝဲပေးပြီတရမလုံးလားဆန်းဆန်းဟွန်းမမကလည်းမွေးနေ့လက်ဆောင်မွေးနေ့လက်ဆောင်တက်တက်ပဲအခုကတခါတလေပူစားတာကိုညမလေးကိုစေတနာမရှိဘူးလားဒီတထရား90တဲ့ပါဒီစကလုံးများတွင် ခင်မမမျက်နှာပြော့ပြောင်းသွားရပြီရမလား90အထယ်တွေကတလောက်ဈေးတက်နေတာရပါတယ်မမရဲ့ ဆန်ရှင်အမကြီးအဆန်းလုံးနဲ့ဖောက်တဲဖြစ်နေလို့ရှော့ပေးလိုက်မယ်တဲ့သူညမကိုခင်မမမျက်ဆောင်ထိုးသည်ပြီးပတ်စံအိတ်ဖွင့်သည်ပတ်စံအပြေတော့တွားဘီရိုတွေကငါစလင်းမတ်တွားယူခဲ့နင်လမ်းမနိုင်မလားနဲ့နော်ပြေးထွက်သွားတော့ဆန်းဆန်းရဲ့ခြေလမ်းများမှာမြည်မြလှပလိုက်ပါတည်းမမသူ့ဝယ်ပြီးရင်ကျွန်တော်လည်းဂျင်းမောင်းမြွေဝယ်ပေးရမယ်မမကတိပေးထားကြပါပြီနော် ကျွန်တော်ကမမကိုတနာလို့ခဏခဏမပူစားတာ ်မိတို့ကလည်းဒန်းတို့အခွင့်ရေးတောင်းလာပြီခင်မမမျက်နှာမြို့ရောင်ရောင်ဖြစ်သွားရပြန်ပြီတနာလက်စာနဲ့ဆက်တနာလိုက်ပါလားနီတို့ရဲ့နင်တို့ကိုယ်တိုင်ပတ်စံမရှာအတိုင်းကိုယ်တိုင်ပတ်စံရှာနိုင်မှုစူးစမ်းနေပါတယ်နော်မရှာနိုင်တဲ့အချိန်ကလေးမှာမျက်နှာငယ်ခမ်းပြီးလက်ဝါးဖြန်တောင်းနေရတာထုံစံအတိုင်းပါပဲဒလိုစကားမျိုးလေးနဲ့ဆိုတော့ခင်မမဆန့်ကျင်စကားမဆိုတော့ပြီနီတို့က ဆန်းဆန်းယူလာတော့ဆလင်းဘက်ကိုစီယူပြီးနိုင်မြီပြုတ်သည်မမငါ့ကိုရှင်ပေးရနော်ပတ်စံမလောက်ရင်နေမယူနဲ့ဘေးစံပေးစံငါ့ကိုစခွက်လူမနေနဲ့ပြုံး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 နဲ့ခင်ပါမဒီလထမင်ဝယ်ဖို့ဆိုတာလေဒီပုံနဲ့ဆိုရင်တော့အဖြစ်တော့ပါအောင်နော်မမကလေးနှစ်ယောက်ခုံပေါက်ထွက်သွားတယ်ကိုငေးကြည့်ရင်ရွေကအစာသည်อืมထမင်လေးတည်းဝေးရဖို့အရင်ဘဏ္ဍလာတော့ရှိသွားပြီလေ နေပါစီတော့ကျွေရဲ့ခင်မမကပြုံးပြုံးလေးနဲ့ပြန်ပြေးပါ၏နီးတော့ထမင်းစားရမလို့လားမစားခင်မမဘုလည်းဖယ်ထားအောင်နော်ဒီမအိုတော့တိရပါဟဲ့အမအန်ဒီကျွေအထင်သေးလိုက်တာဒါတော့တိပါတယ်နော် ပူတိအောင်ပြောရတာသားရဲ့ဒုက္ခများမိမတမ်းမဲ့ယောက်ျားကြီးလိုသားတို့နှစ်ယောက်ကိုလောက်ကန်ကျွေးမွေးနေရတာကျူရှင်တစ်ချောင်းပြီးတစ်ချောင်းဆက်ပြရတယ်ဆိုတာနည်းနည်းနော်နော်ပြန်မှန်းနာမှာမဟုတ်ပဲ တည်ရှားတဲ့တစ်ခါတခါချူရှင်ကအပြန်အိမ်အတွက်ဈေးဝင်လာသေးတယ်။အန်ဒီကြွေတာဒီလိုလောက်ရရင်တည်တာကြားလာပြီ။နီတွက်ကရှယ်မော့ကဟင်ဟိုတန်းမှာဟင်အချို့ကို ပကံတစ်ခုတည်းတီးတန့်ခတ်ဖယ်နေသည်။တကယ်ဆိုဒီကလေးနှစ်ယောက်ကိုခင်မမခေါ်မထားဘူးဆိုလေညီသူအမြမကဲရမရှုတ်ချဇကတဲ့မဆိုသူတို့တောင်းဝန်သူတယ်မရှိခင်မမအမေဆုံးပြီးနှစ်ပေါင်းများစွာကြာတော့သူ့အဖေနောင်မေမရွှေသည် ရင်းမိမနဲ့ဆန်းဆန်းနဲ့ညီတို့နှစ်ယောက်ပေါက်ဖွားသည်အဖေဆုံးတော့သူတို့အမေအရင်ကဆက်ထိန်ထိန်ဆောက်ရှောက်ရုံပေါ့သို့တော့အဖေကဒီကလေးတွေနဲ့ပတ်သက်၍သူ့မိမထက်တမေးကြီးကိုပိုအားကိုသည်ဒီတစ်ချက်နဲ့ပင်ဒီကလေးနှစ်ယောက်ကိုခင်မမမွေးရခြင်းဖြစ်ပါချေ၏သူခမအပြိုတမ်းမဲ့သားသမီးအရွယ်မောင်နှမနှစ်ယောက်နဲ့တခုလက်ရောင်ရောင်မိုးဆုံမရောင်ရောင်ဖြစ်နေရလေသည်။အော် လမ်းမှာအန်ဒီဂျစ်တမီနဲ့တွေ့လာတယ်။နတ်ဖြန်အိမ်လာမဲတဲ့ဘဲမှမတော်ပါနဲ့တဲ့။ပလုံပလောင်းဆိုင်ရမှာပြောတော့နီတို့ရဲ့စကားတန်ဒီတွေ့အတွေ့ကိုဖြုံးကနေဖြတ်ပြလိုက်သည်။ဟုတ်လား။နှုတ်မသာစကလုံးနှလုံးနဲ့ပြီးတော့တော့လေတွေ့ရင်နဲ့အတွေ့တွေ စီတန်းချန်ရခဲ့သည်။စောစောကခင်မမအတွက်မောရသည်။ယခုကိုယ်တိုင်အတွက်မောရပြန်ပြီ။ချက်ချင်းမေတ္တာကိုလိုချင်၍အင်အားနဲ့တန်မာသောလက်တစ်ခုကို အားကိုးစွာစုပ်ကင်တွဲဖက်၍ယောက်ျားတစ်ယောက်ကိုလက်ထပ်ခဲ့သည် ကလေး9ယောက်သာအဖတ်တင်ခဲ့သည်လိုချင်သောအရာတစ်ခုကိုမျှမရခဲ့ကလေးများကိုလက်ဆွဲဆင်ခဲ့သည် ခန္ဓာကိုယ်တည်တည်လေးတွင် အင်အားကိုအားခဲဖြည့်တင်၍ရုံးကန်ကျွေးမွေးကြရသည်အိမ်ပေါ်မှာအစင်ဘာတစ်ခုမျှမယူခဲ့၍ပင်ပန်းရသည့်အထက်ပေါင်းနေကြစဉ်ကာလကကျောင်းမှဓမ္မဝိုင်းမှချင်းဝင်နေဝယ်ခဲ့သောရေဒီယိုကက်ဆက်အတွက် ယခုတန်ဆက်နေရဆက်အကျွေးကဖွတ်ကျော်ပြဆိုစေသည်ဆင်းရဲခြင်းတန်ကိုမခံနိုင်ကြတော့တော့ကလေးများကကြာတော့ဖိအိထံပြန်ပြေးသည်သားသမီးများဤဆွန့်ပြက်ခြင်းကိုခံရတော့ကြွေတယောက်ဘော်သားဆောင်တဆောင်ရောက်ရာခခင်မမကခေါ်၍ဆန်းဆန်းတို့နီတို့တို့ထံတွင်အန်တီကျွေဖြစ်လာရခြင်းသည်နတ်ဖြန်သမီးကြီးလာမည်လာစဉ်ယူနေကြ9ရက်စာမဟုတ်ဘူးလာယူပေးလိုက်မည်မိမိကိုယ်တိုင်က ရုံးကရတဲ့ဆန်းစီတွေရဲ့ မုံဘိုးရဲ့လာလာယူနော် ဟုစပြောလိုက်၍ပင်အော်လာက900ကျော်လေးရတာအချွေးဆက်ရတာနဲ့ကလေးတွေပေးရတာနဲ့ကို့ကိုယ်တိုင်စားစရိတ်နဲ့တလတလရုပ်ရှင်လေးတကားတော်မကြည့်နိုင်ပါလားဒီလာဟာတားငယ်လေးကသူ့ဖနက်ပြတ်တာမှမဟုတ်အစ်စ်လိုချင်တယ်ပြောတယ်အချွေးထက်တင်အောင်တော့မှာပဲဘယ်တတ်နိုင်မလဲလေအမလီနီတို့ရေအတွေ့တဲ့မျောငင်အသက်ခင်းမဲ့နေရာမှာ အိမ်နောက်ဘက်စီမှဆူဆူဝါးဝါထွက်လာသောဆန်းဆန်း၏အတန်းကြောင့်တကိုယ်လုံးဆက်ကနေတုံသွားသည်။ဟဲ့ဘာဖြစ်တာတော့လောက်ကြပါအောင်။ဒေါ်ရင်ကြီးရောကျွေရောနီးတို့ရောအမြန်ဆုံးနှောင်းနဲ့နောက်ဖေးတကပောက်သို့ဆုပြုံရောက်သွားသည်။ဟဲ့နီးတို့ရဲ့ကြည့်ပါအောင်။ငှပြောသည့်တွေအကြီးတော်ဖေးချင်းတွေဒေါ်ကြီးပြောတာမှန်လိုက်တာဆယ်ပြီးတောင် ကိုင်းနေတာပဲနော်။ဒီအပင်ပိန်တာရိုးလေးရဒီဩဝါကြီးဒီကိုဆယ်ပြီးတောင်ထန်းထားနိုင်နေနော်။ အေယာမငပြောကန်စီကိုတဲပို့ထားတော့အပင်ပိန်တတိလေးကိုမော်ကြည့်ကဆန်းဆန်းသည်မယုံနိုင်အောင်အန်အော်တကြီးအာရဝန်းတာဖြစ်နေလေသည်မမြင်ခိုင်တပင်မကစင်နှစ်နှစ်သားဦးရန်စကားနဲ့တပင်အထုထောအားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာအားလုံးပဲဘေးကင်းကြပါစေခင်ဗျာအဆက်ဆက်အရာလည်းဂရုစိုက်ကြပါခင်ဗျာ